ကအများကြီးမရှိပါဘူးဆရာကျွန်တော်ကတော့အပြောမကျဲတဲ့တောင်းနေတာလားဆိုတော့ Love me Love me Love me ဆိုအပြောမကျဲတဲ့တောင်းနေဆိုတော့ကြာအဟောမကျွယ်လဲတောင်းလေတာပေါ့ဗျာကျွန်တော်တို့မှာတော့စကားပြောစရာတွေတရားဟောစရာတွေမယားပြောစရာတွေထက်ဖျားပြောစရာသာကြီးအရေးကြီးပါတယ်ဆရာကာယံနဲ့မလုံးနဲ့ဘောက်တာတော့ ကျွန်တော်လှတော်သားဆိုတော့ဒါလေးတွေနည်းနည်းပါပြောတာပါဆရာတော်သားအားလုံးချစ်ပါတယ်လို့ကျွန်တော်အားလုံးကခရစ်တော်၌မိသားစုဝင်ဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုချစ်ပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေဆရာတို့က Cornerstone ရန်ကုန်ရဲ့တင်းဦးဆရာနဲ့ဆရာမဖြစ်ပါတယ်ဟုတ်လားဆရာမတို့နည်းနည်းမိတ်ဆက်ပေးပါဦးကွယ်ဟုတ်ကဲ့ကျွန်တော်တို့ရန်ကုန်မှာကျွန်တော်တို့ Cornerstone Community Churches ပေါ့နော်ကျွန်တော်အသင်းတော်တွေရှိပါတယ်လို့အဲ့ဒီမှာတော့ကျွန်တော်ကအာ Senior Pastor ဖြစ်ကျွန်တော် လက်ရှိကျွန်တော်အစိတ်ခံနေပါတယ်။ဟုတ်ကဲ့။ဆရာမရောဆရာမလည်းကျွန်တော်တတူကအာ Deputy Senior Pastor ဖြစ်အစိတ်ခံနေပါတယ်။ Senior Pastor ပြန်မလို့မတုံတဲ့။အုတ်ကြီးပါ။အုတ်ကြီး။ဆရာမရောပြောပါဦး။အကျွာဒီနေမနက်မှာပေါ့နော်မလာခင်မှာအခင်ရွှေရဲ့လဝကရိုင်မှာအသေးခံတဲ့အဲ့ဒီဗီဒီယိုလေးကိုပြန်ပြီးတော့ review လုပ်တဲ့ဟာလေးကိုကြည့်ရတာပေါ့ အဲအဲ့မှာကျွန်တော်နှလုံးသားထဲမှာဘာခံစားရလဲဆိုတော့သခင်ကျွန်တော်ကိုယူရင်းနှုတ်ခဲ့တဲ့အသွေးတော်ကအချင်းမဟုတ်ဆိုတဲ့အရာပေါ့။ဒီခါလေးမှာကျွန်တော်ကပေါ့ပြက်ပြက်နဲ့အသက်ရှင်ကြရတယ်။ဒီခါလေးမှာကျွန်တော်ကအလောကအရာတွေရောက်သွားရင်လောကလူလူမျိုးပုံစံပြန်ဖြစ်သွားကြတယ်။ဒါပေမဲ့အမြဲတမ်းအောင်းမေးနေရမယ့်အရာ သခင်ကျွန်တော်ကိုသိစ်ချစ်တယ်ဆိုတဲ့အရာ ပေါ့နော်။သခင်ကျွန်တော်ကိုရွေးတာပေါ့ပေါ့ပြက်ပြက်မဟုတ်သူ့ရဲ့အသက်နဲ့ရွေးပြီးတော့ တစ်ခုလုံးနာကျင်ပြီးတော့သွေးဇက်တွေမြေပေါ်ကျပြီးတော့ရွေးခဲ့တာပေါ့ခုနတချင်းလေးလိုပဲကျမတို့ကတော့အဖြစ်တွေလှုပ်ချင်ကြတယ်အဲကျမတို့ကလောကကြီးထဲမှာနေရတော်တော်ကြီးကိုပျော်နေကြတယ်ဒါပေမဲ့အမြဲတမ်းသခင်ကသူ့ထံကိုကျမတို့ကိုပြန်လှည့်ပို့ရတဲ့အမြဲတမ်းဆွဲခေါ်တယ်ပေါ့ဒီမနေ့ခံစားရတဲ့အခါမှာအဲ့လောက်တောင်းဘာဖြစ်လို့ကိုတော့ချစ်တာလဲဆိုတဲ့အရာကိုပေါ့နော်တကယ်ဆိုရင်ကြာခဲ့ပြီပေါ့နော် ကျမတို့အတွက်သူအသေးခံခဲ့တာကြာပြီဒါပေမဲ့ ဘုရားသခင်တိတ်ကောင်းမြတ်ပါတယ်ဒါကြောင့်ဒီမှာရှင်ညီကိုမွန်မအယောက်ဆိုရင်ဘတော်မမမေ့ပါနဲ့သခင်လောက်တင့်ကိုချစ်နိုင်တဲ့သူမရှိပါဘူးလို့အယောက်ဆိုရင်ဖြာရှင်ကောင်းကြီးပေးပါစေလို့